ဟုတ်လားခွေးမိတွေအများဆုံးအများဆုံးမိကြမှန်ပါတော့အများဆုံးမိကြမှန်ပါပြည်သူစစ်တင်တဲ့စင်နာပြီးရင်ရှေ့တန်းတန်းဖို့လားဆိုတာပေါ့ပြည်သူတင်တဲ့စင်နာပြီးရှေ့တန်းတန်းဖို့ပေါ့ဟန်တော့ပါစံတောင်းကိုယူပါတယ်အစကားတော့မိမိသာဆိုရင်သူ့ပန်သူပြောလို့ရတယ်ရတာပေါ့တို့မိမိကဘာမှမမလုပ်တာကလပ်ဖြူကလပ်မနဲ့အိပ်ပြီးတော့အနိကစကားပြောတည်တင်လာတာကွာအဲ့တော့ရတာပေါ့တို့တက်ရှုပ်ကြီးကတော့တတ်ထဲရောက်ခရေရ သူ့ဟိုင်းနဲ့သူဟလာဘူဖြစ်လာကြရဟိုစီရေးကိစ္စအမျိုးမျိုးနဲ့ပေါ့ဗျာနော်တာဝန်တွေထမ်းဆောင်နေရတာပြီးတော့မှသူ့တဘွားလုံးကိုဒီတက်မလို့တည်းမှာမြုံနှံထားတဲ့အတွက်အဲ့လိုဘလူးဘလက်စကားတင်စရာအကြောင်းလည်းမရှိဘူးလေကွာအဲ့တော့မတက်ဘူးပဲပြောလဲရတယ်ဒါပေမဲ့မတက်လဲလူထောင်ချီပြီးသူခေါ်ပြီးပြန်ခိုင်းလို့ရတာမင်းတို့တဘုံလေးကိုလည်းသူက90လောက်ရှိတိုက်နေတာဘယ်သူမှမနိုင်ဘူးအဲ့တော့ဘာမှမဟုတ်တော့မင်းတို့အညာသားတွေအလိန်ခံနေရတာ တော်လိုက်ပါတော့ရတန်းရနော်အားလုံးကျေးဇူးတင်ပါတယ်ကျုံနာမည်ဥွဲ5109ဟာဟာဟာအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်မှုထမ်းလူငယ်တွေရှေ့တန်းမပို့ဘူးလို့အာမခံလိုက်တဲ့အဖသားရုတ်တန်နဲ့အတူဂန်ကောမျိုးနယ်ရှိနန်ကာကြီးရွာစေပေကံဘုံကျဲတိုက်ခိုက်ခံရ၍ဆရာဝန်တဦးအပါဝင်၁၀ဦးထက်မနည်းတေဆုံးသွားတဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးခြင်းပါတယ်။မကွေးတိုင်းဂန်ကောမျိုးနယ်ရှိ နန်ကာကြီးရွာကြီးလက်ကျမ်းမာရေးစီပေးခန်းကိုစစ်ကောင်စီကဘုံကျဲတိုက်ခိုက်ခဲ့သည့်အတွက်ဆရာဝန်မျိုးသမီးတဦးအပါအဝင်အယက်သား30ဦးထက်မနည်းတေဆုံးခဲ့ကြောင်းဒေသခံများထံကသိရသည့်ယနေ့မလ22ရက်နေ့မနက်8နာရီ40မိနစ်ခန့်တွင်စစ်ကောင်စီတပ်ဤရှမ်းတဲလီတပ်စခန်းမှဂျက်ဖိုက်တာတစ်စီးဖြင့်နန်ကာကြီးရွာရှိကြီးလက်ကျမ်းမာရေးစီပေးခန်းကိုလေကြောင်းဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည် ရွာမှာကဘာမှမရှိဘူးအရက်သားတွေကြီးနေကြတာပါဒီနေ့မနက်စေပေခန်းကိုလေချောင်းဘုံကျဲတိုက်ခိုက်သွားပါတယ်စေခန်းကဆရာမရဲ့စေခန်းလာပြတဲ့အရက်သားရဲ့စုစုပေါင်း30ယောက်လောက်ကတေဆုံသွားတယ်ဟုဂံကုံမျိုးနဲ့ဒေသခံအမျိုးသားတဦးကအေယာဝတီတိုင်းကိုပြောသည်အဆိုပါလေချောင်းတိုက်ခိုက်မှုကြောင့်အရက်သားများထိခိုက်ဒဏ်ရာရရှိမှုနဲ့နေအိမ်အပျက်စီးများလည်းရှိတော်လဲဆက်သွယ်ရေးဖုန်းလိုင်းနဲ့အင်တာနက်မရရှိသည့်အတွက်အသေးစိတ်မသိရှိရသေးဟုဆိုသည်ဟုတ်ကဲ့ ်ခွေးမိတွေအများဆုံးအများဆုံးမိတဲ့မှန်ပေါ့နော်အများဆုံးမိကြမှာပဲပြည်သူစစ်တင်တဲ့စင်နာပြီးရင်ရှီတန်းတန်းဖို့လားဆိုတာပေါ့ပြည်သူတင်တဲ့စင်နာပြီးရှီတန်းတန်းဖို့ပေါ့ဟန်တော့ပါစံတောင်းကိုယူပါတယ်အစကားပဲနော်အဲ့ဒါခရီးရှိတဲ့မှာကြသေးရင်ရှိတဲ့ပြသင်းလာချင်းမှာလမ်းတစ်ခုမှာထားချုပ်နှစ်ခုလုံးမဝင်ပြီးတော့တဲရထားချုပ်နှစ်ခုလုံးဝင်တဲရထားချုပ်နှစ်ခုလုံးမှာဟာတဲ့ ညနောက်တော့အများကြီးပဲအများကြီးပဲအဲ့ညမနိုင်ငံလုံးတိုင်းတာနဲ့အပစင်အ17လား17လားသလုံးနေစကိုရင်းလဲနော်စစ်တင်ရတဲ့ဆင်းရမကြသေးတခြားတော့မကြည့်ပြဘူးဆိုတော့ဟုတ်ကဲ့တိုင်းလုံးတော့လည်းဒီအပစင်17ဆိုတာသလုံးလားအဲ့တော့ချင်းပြီးပါ့ကွာတနိုင်ငံလုံးတိုင်းစစ်တိုင်းတိုင်းမှာဟောပြည်သူ့တင်တန်းကြောင်း၃ကြောင်းရှိတဲ့နေရာရှိတော့အနည်းဆုံး၂ကြောင်းရှိတယ်ဟောလေးကြီးရင်ကြောင်းရယ်တန်းမြေလေးကြီးရင်ကြောင်းရယ်ဆင်းရ၂ကြောင်းရှိတယ်တတိုင်းစစ်တိုင်းတိုင်းမှာ၂ကြောင်းရှိတယ်တနိုင်ငံလုံးတိုင်းတိုင်းတော့ဒီဆင်းပြီးပါ့ကွာ အာလူငယ်ဆိုအဟုတ်လားဗီဟိုတားရတခုကဆိုဗီးလက်ထိုးနေကြတယ်အာဗီးလက်ထိုးထိုးနေတာကိုတော်ဝင်ထိုးခဲ့သေးတယ်နောက်တဲ့ခါကျတော့တခုမှကျကိုရင်းရဲ့မိခင်တိုင်ရပါတယ်မိခင်တိုင်ရပါတယ်ဘာလဲအင်္ဂါဘလောက်ပါလဲပေါ့အမိခင်တိုင်ရောက်လာပါလားပါရလက်ဟောင်းကိုလေးကားခဏရက်ပြီးတော့ဝင်စင်းပြီးပြောတယ်ပြောချင်မှာဘာပါလဲဆိုလက်ထောင်ကြတယ်လက်ထောင်တော့ကိုရင်းအေးဦးကိုတိုက်ခဲ့တယ်၃00ကျော်ပြောရှိတယ်နောက်ကိုရင်းမိခင်တိုင်ပါလေမိခင်တိုင်ရအာနော်လေးဆိုပေါ့နော်ဝင်မိခင်တိုင်ရဖြစ်လို့အာအာမိအဲကိုဒေါ်လေးပြောလိုက်တယ် ်ငါ့အတီးကတော့မသိဘူးလေအဲတချို့ကျတော့ဆက်တိုင်းနဲ့ဆက်တိုင်းမသိတယ်ကွာဘာလဲဟုတ်ပါတော့အဲ့တော့ငါးနာမည်ကိုမိလိုက်တယ်အင်းမှ clear သာခွေးရသာသိတယ်လို့အဲမင်းနေတယ်ပေါ့အဲ့တော့ moment တင်နေတဲ့တခြားတင် जा ပြနေတယ် moment တင်နေပြီးတော့ရှင်းအောင်ရှင်းဟောပြပါလားမရအောင်ကိုလေးကိုလေးဆိုရင်စစ်စစ်နဲ့နေနေရလိမ့်ပြီးတော့နော်၃နိုင်လောက်ပဲကြာတဲ့ခီးတစ်ခု၃နိုင်လောက်ပဲကြာတဲ့ခီးကိုရှေ့လ73ရက်နေတည်းကအဲကျင်းနေဝင်လာတာ ရှိတဲ့ဆက်ဟို23ဝန်းကြီးကကြီးနေဝင်တာနောက်လာပိုင်းဟို10ရဲ့ကြောင့်မှပြန်စင်းရတာပြန်ရောက်တယ်3နိုင်သွားတဲ့ခီးရောနော်ဟုတ်ပြီလားမင်းစစ်စင်းရောအခုအခုတော့ပရမီတာအခုဒီဦးတင်နေစင်းရောအခုချင်းချင်းပို့လာဟာဖုန်းလေးတွေပေးထားတယ်အဲ့ဒါမှ PDF ညီလေးရောက်ကိုလေးစာရှိတယ် PDF ညီလေးရောက်ဆိုကိုတဲ့အဲဟိုဖြစ်လာတဲ့ဟိုကျွန်တော်တို့ကအခုအလင်းဝင်ထားတာပေါ့နော်အလင်းဝင်တော့အချင်းဒီဘယ်လိုရှိတော့ခွေးမင်းဦးညီလေးဖုန်းတုံးနေရတယ်တုံးနေရတယ် ကဲမင်းကိုစစ်တဲ့စစ်တဲ့အခါကျတော့ရိုင်းနေပြီစစ်လားလက်ဖမ်းလိုက်အောင်မထီဘူးတဲ့။အော်ကျွန်တော်တို့ဟိုဗာပြီးတော့အလင်းဝင်ထားတဲ့လူတွေဖြစ်တယ်တဲ့။အေးအဲ့ဒါပဲလေမင်းတို့တို့မင်းတို့ဖုံးပြီးတော့သုံးသားပြီးပါပြီဆိုအောင်ကြီးဗာမယုံကြည်ကြရှိလို့လေ။ဗာမလို့ပြီးတာရှိလို့လေ။အချိန်ကာလတစ်ခုတော့ဂွင်းဆက်ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ပဲအဲမင်းခဏလေးပဲနေရပါ။နောက်ပိုင်းကျရင်မင်းလာဘကတွေပါရင်မင်းမီးတွေပါတွေခံမကြည့်ရဘူး။မင်းကိုပြန်လည်းပြန်အပ်မှာပဲလို့နော်။အဲ့တော့စစ်တမ်းစင်လာပြီးသားရှင်းတန်းချက်ချင်းပို့လာတာဘယ်လိုမှမဟုတ်ဘူး။နော်မုံမှန်တင်နိုင်တင်ကြတက်မြောက်ပြီးမှအာရှင်းတန်းတစ်ခုလေတခုလေးပို့လို့မရအောင် အလန်းချောင်းချင်းနေရတယ်လို့တော်တော်ကတက်ဆုပ်ကြီးရုရှားသွားတယ်အဲ့ဒီချိန်မှာဘာပြောလဲစကပန်နဲ့စကားပြောရတာဟုတ်လားနီပိတ်နေနီပိတ်တွေပြည်ဖြက်မီဒီယာတွေကဘာပြောလဲဆိုရင်ဒို့မီမီသာဆိုရင်သူ့ဘန်သူပြောလို့ရတယ်ရတာပေါ့ဒို့မီမီကဘာမှမမလုပ်တာကလပ်ဖြူကလေးမန်းနဲ့အိပ်ပြီးတော့အနီးကစကားပြောတွေတင်လာတာကွာအဲ့တော့ရတာပေါ့တို့တက်ချုပ်ကြီးကတော့တတ်ထဲရောက်ခရေကသူ့ဟာရင်နဲ့သူဟလာဘူဖြစ်လာခရေကဟိုစီရေးကိစ္စအမျိုးမျိုးနဲ့ပေါ့ဗျာနော်တာဝန်တွေထမ်းဆောင်နေရတာ ီးတော့မှသူ့တဘွားလုံးကိုဒီတက်မလို့တည်းမှာမြုပ်နှံထားတဲ့အတွက်အဲ့လိုဘလူးဘလက်စကားတင်စရာအကြောင်းလည်းမရှိဘူးလေကွာအဲ့တော့မတက်ဘူးပဲပြောလဲရတယ်ဒါပေမဲ့မတက်လဲလူထောင်ချီပြီးသူခေါ်ပြီးပြန်ခိုင်းလို့ရတာပဲဟုတ်တယ်မလားအဲ့တော့တက်ရှုပ်ကြီးတယောက်ဖြစ်လာတယ်ဆိုတာလေလွယ်လွယ်လေးမဟုတ်ပါဘူးနော်ဘူချုပ်ကြီးအများကြီးတဲ့မှာမှဖြစ်လာတာသူ့ဖုံသူ့ကံသူ့ရဲ့အရေးရှင်းတဲ့မလို့ဒီနိုင်ငံမှာသူ့ဟာတကယ်တော့ဘယင်မဲအဲ့ဒါကိုမင်းတို့ဆဲနေကြတယ် နော်ဘာမဟုတ်ကဲမိ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 မင်းတို့မိမိတကယ်လူကြီးလို့ရှင်ထိနေတဲ့နေနေခဲ့ရမှာနော်ဘိုးချုပ်တပီးပါဆိုပြီးတော့ဒီမှာပလိပလာပြောတာနဲ့ဟမ်မင်းတို့ကောင်နေအမေဖြစ်သွားတယ်လာသည်မလူဖက်နှမ်း ဘယ်ဘူးတော့ဖက်နာဟာလူကြာဟိုလူတွေရှိတောင်ဖက်နာနဲ့မင်းတို့မင်းဟာထားလိုက်ပါတော့ဒါတွေပြောတော့အဲ့တော့ပြောချင်တာပီဒီအက်တွေထောက်ဖို့မင်းတို့တခါတိုက်လိုက်တခါအလူခံလိုက်နဲ့မချက်ဘူးလားမင်းတို့တတ်မလို့ဘယ်တော့မှမတိုက်ဘယ်တော့မှမနိုင်ဘူးကွာဒီတတ်မလို့ယူမင်းတို့တေးတဲ့အချိန်မနိုင်ဘူးမင်းတို့အညာဒေတာဘလောက်အေးကြလဲတစ်ချိန်တော့ဆိုရင် OG အိမ်ကောင်းနေနဲ့အခုပြာကြကွာဘာကြောင့်ပြာကြလဲမင်းတို့ကစစ်ကိုခေါ်တာဦးမင်းတို့အညာသားတွေမိသားမိသားစုတွေရောစုံကြသေးရလားမစုံတော့ဘူးနော်မင်းတို့ရဲ့ဘဝတွေက မတွေးဝင်ဘောကညံညံလက်နဲ့ချပြီးလင်းဝင်လိုက်ပါအကောင်းဆုံးပြောတာအဲ့တော့တက်ချုပ်ကြီးကဒီလိုလေးမင်းတို့မလုပ်သေးလို့မှတ်ထားမင်းတို့ဒီမြေပေါ်မှာတောင်းနေလူတွေတော့ပြောအောင်နဲ့တင်းညိုင်ကုန်းကြီးတကုန်းမှရှိတဲ့အဲ့တင်းညိုင်သူမကြိုက်ရင်တော့အဲ့ကောင်တင်းညိုင်ကတာဝန်ရှိတဲ့ကောင်လားမနေ့ကမင်းတို့ထုတ်ဖို့တွေထုတ်တာအဲ့နောက်နေ့ကားတွေစီပေးလိုက်လို့ရှင်တက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 ်မင်းတို့ထုတ်ဖို့တွေဟဲ့ငရုတ်ဖို့တော့မကြံခဲ့နဲ့လို့ကားတွေပေါ်ကြွိကြွိကြွိနဲ့မင်းတို့တည်ထားတဲ့ဝိညာဉ်တော်မှတက်ချုပ်ကြီးအမိန်ပေးထွက်ပြေးရမှာ ရှင်းလားမယုံမေးကြည့်အဲ့ဒါတွေလေ့လာကြည့်လိုက်တကယ်ရှိတယ်တမ်ရောအမိန်ပေးပြီးထွက်ခိုင်းရအောင်ထွက်ရတယ်ကွာမင်းတို့လည်းတမ်ရောတက်ချုပ်ရဒီလိုလေးလှုပ်လိုက်ကွာဆိုလို့ရှင်တယောက်မှကြမ်းမှာမဟုတ်ဘူးတက်ချုပ်ကြီးကကိုယ်နိုင်ငံသားတွေပဲဆိုပြီးတော့ဖြည်းဖြည်းချင်းဆွေးနွေးတာမင်းတို့တပုံးလေးကိုလည်းတူတူပဲ90လောက်ရှိတိုက်နေတာဘယ်သူမှမနိုင်ဘူးအဲ့တော့ဘာမဟုတ်တယ်မင်းတို့အညာသားတွေအလိန်ခံနေရတာတော်လိုက်ပါတော့ရတန်းရနော်အားလုံးကျေးဇူးတင်ပါတယ်ကျုံနာမယ်ဥစွဲ510919ဟာ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  哈哈哈哈！<laughs> oh.